မိတ်ဆွေတို့အခုမြင်တွေ့နေရတာကတော့တောင်ကိုရီးယားကျောင်းသားတွေအတွက်အခမဲ့နေ့လယ်စာပဲဖြစ်ပါတယ်။အမေရိကန်တွေတောင်မှ တောင်ကိုရီးယားကျောင်းသားတွေအတွက်ထမင်းပြင်ဆင်ပုံကိုမချီးကျူးပဲမနေနိုင်ကြပါဘူးပထမဆုံးကထမင်းလုံးတွေပဲဖြစ်ပါတယ်ဒါကအာရှမှာတော်တော်လေးလူကြိုက်များတဲ့ဟင်းတမျိုးလည်းဖြစ်ပါတယ်ဆန်ကိုရည်နဲ့အကျဉ်းချင်းစေးကြောပြီးမတန်ရှင်းတဲ့အရာတွေဖယ်ရှားလိုက်ပါတယ်ပြီးရင်တော့စဖိုမူကထောပတ်အရည်နဲ့ရောထားတဲ့အထူး sauce ကိုထည့်ပြီးတနာရီကြာချက်ပြုတ်ပါတယ်ပြီးတဲ့အခါမှာတော့စဖိုမူကတိတ်ငံ့ပြရည်နဲ့ပင်လယ်ရည်ညှိထည့်ပြီးအရသာပူကောင်းအောင်မွေပေးလိုက်ပါတယ်ဒုတိယကချက်သားကြော်ပါချက်သားကိုမုတ်လူပြီးစီပူထဲမှာရွှေညိုရောင်ဖြစ်တဲ့အထီးကြော်လိုက်ပါတယ်ပြီးရင်တော့ တထုပန်းလေးကိုထည့်လိုက်ပါတယ်။နောက်မှာစဖိုမူကကျက်တုံဖြူကိုထောင်းပြီး sauce နဲ့ယောဂါကျက်သားကြော်ကိုတုပ်လင်းပေးပါတယ်။ဒီဟင်းကိုចောင်းသားတွေအများကြီးကြိုက်ကြပါတယ်။ဒါအပြင်စဖိုမူက အဆက်ကြိုက်တဲ့သူတွေအတွက်စက်သားအဆက်ကိုလည်းပြင်ဆင်ပေးထားပါသေးတယ်စက်သားကိုအဆက် source နဲ့ရုံးမှုပြီးအဟာရပြည့်ဝတဲ့ဘာဒန်စီတွေထည့်ထားပါတယ်တတိယကတိုက်ဘောဂီလို့ခေါ်တဲ့ကိုရီးယားဆန်ကျွတ်ကျော်ဖြစ်ပါတယ်မိဖို့ခန်းဝန်ထမ်းတွေကဆန်ကျွတ်တွေကိုဘန်းတွေထဲမှာခွဲပြီးနိုစီနိုနဲ့ဟင်းခတ်အမွေးကြိုင်တွေရောက source ပြင်ဆင်ကြပါတယ် အယောနှုတ်ကွက်တဲ့အခါစံကျွတ်တွေထည့်ပြီးညညာစွာမှုပေးပါလေစံကျွတ်ကျက်တဲ့အခါမိဖို့ပိတ်ခံကြီးမှာအချောက်ခံထားတဲ့ကျက်သွမြိတ်တွေဖြူပေးပါလေစတုထကအိုမှုအတန်လို့ခေါ်တဲ့ကိုရီးယားရိုးရာငါးပူတင်းဟင်းဖြစ်ပါလေဟင်းရည်ကို96ပစွန်6ပင်လေရည်ညိမုံလာဦးကျက်သွနဲ့ကနန်းလို့နဲ့ပြုတ်ထားပါလေဟင်းရည်အစင်သင့်ဖြစ်တဲ့အခါငါးပူတင်းတွေထည့်ပြီးအရသာစုပ်ယူထားတဲ့အထီးချက်ပြုတ်ကြပါလေနောက်ဆုံးကတော့ လုခီးပြလို့ခေါ်တဲ့အရာသာရှိပြီးအဟာရပြည့်ဝတဲ့အချိုပွဲတစ်မျိုးဖြစ်ပါတယ်။နေ့လယ်စာကိုမနက်7:00နာရီမှာဝေပေးပါတယ်။ကျောင်းသားတွေရဲ့အကောင်းဆုံးကြီးထွားဖွံ့ဖြိုးမှုအတွက်အဟာရပညာရှင်တွေကနေ့စဉ်မီနူးကိုပြောင်းပေးပါသေးတယ်။ကျွန်တော်တို့မြန်မာနိုင်ငံကကျောင်းတွေမှာရောအခုလိုခမဲ့နေ့လယ်စာမျိုးစီစဉ်ပေးတဲ့နယ်လို့ထင်ပါသလား။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Creative Studio လေးကို Like and Follow လုပ်ခဲ့ပေးကြပါဦးနော်။